We are going places. Team Radio Pinsari. Team up with Manly FM. We are your radio. You are our friends. We are going places. ဟုတ်ကဲ့ပါညိုတာခုမင်္ဂလာညနေခင်းမှာအစီအစဉ်ရနေပေါ့နော်ငလင်းနဲ့ဒါနောက်ဆက်တွဲစိတ်ချမ်းမရဲ့အကြောင်းအရာတွေကိုကောင်ဆယ်လင်းကော်နာကကောင်ဆယ်လာတယောက်ဖြစ်တဲ့ဆရာအောင်မင်းသိန်းနဲ့တူတူဆွေးနွေးနေရပဲဖြစ်ပါရှင့် ဟုတ်ကဲ့ဗျာနော်အဲ့တော့အကိုပထမပိုင်းမှာတော့ကျွန်တော်တို့ဒီအာဒါမျိုးဒီလိုမျိုးကိစ္စဖြစ်လာတဲ့အခါပေါ့နော်လူတွေဘယ်လိုမျိုးစိတ်ပိုင်းဆိုင်ရာခံစားချက်တွေဖြစ်လာနိုင်လဲအဲ့လိုခံစားချက်တွေဖြစ်လာရင်တော့တဆင့်ချင်းစီအနေနဲ့ဘယ်လိုမျိုးကိုယ့်ရဲ့စိတ်ကိုပေါ့နော်ဖြည့်ရှင်းသင့်တယ်ဆိုတဲ့အကြောင်းလေးတွေကြာကျွန်တော်ပြောသွားပါဦးနော်အဲ့ကျွန်တော်အဓိကပြောသွားတာတကယ်ငလင်တန်ခံလာရတဲ့နေရာသူတွေအတွက်ကျွန်တော်အဓိကပြောတာပေါ့နော်အာ ဒါပေမဲ့ကျွန်တော်တခုဖြစ်နေတဲ့နောက်ထပ်ပြဿနာတခုကဒီငလင်းနံကိုယ်တိုင်တော့မကြုံနိုင်ရတဲ့သူတွေပေါ့နော်ဒါပေမဲ့လည်းသူတို့တွေမှာလည်းဒီလိုမျိုးဒီ social media ရဲ့စင့်တော့တခြား မီဒီယာရဲ့တစင်ပေါ့နော်သူတို့ဒီလိုမျိုးသတင်းတွေကိုမြင်လိုက်ရတဲ့အခါမှာဒီအပိုင်းတွင်းမှာလည်းသူတို့အနေနဲ့စိတ်မသက်မသာတော်တော်လေးဖြစ်နေကြရသူတွေအများကြီးဖြစ်ပါတယ်ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးသူတွေအနေနဲ့ရောဘာတွေကယူဆိုင်ပြီးတော့ကိုယ်စိတ်ကိုယ်ကိုဘယ်လိုပြင်ဆင်သင့်လဲပေါ့နော်အဲ့ဒါလည်းနည်းနည်းတော့ပြပြပါအောင်ခင်ဗျာဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ကတော့ဟိုစိတ်နဲ့အခုအချိန်မှာပထမဆုံးပြောရရင်စိတ်နဲ့ကိုယ်နဲ့ကပ်နေဖို့လိုရယ်ပေါ့စိတ်နဲ့ကိုယ်နဲ့ကပ်နေဖို့လိုရယ်ဆိုတာကခုနလိုမျိုးကိုဟို ဟိုဘာလုပ်တယ်ဆိုတာကိုသိနေတယ်ကိုဘာပြောတယ်ဆိုတာကိုသိနေတယ်ဆိုရက်အဲခန်းစားချက်မျိုးနဲ့အဲလုံနိုင်ကြိုင်နိုင်တဲ့အနေအထားပေါ့နော်အဲ့တော့ဟိုကျွန်တော်အခုမြင်နေရတာကဟိုဟိုကျွန်တော်ရဲ့အတွေ့အကြုံရပေါ့နော်နောက်ပြီးတော့သုတေသနရဲ့အတွေ့အကြုံတွေရလဲဒီလိုမျိုးဟိုဖြစ်သွားပြီဆိုလို့ရှိရင် critical experience stress ဆိုတဲ့ဟာမျိုးဖြစ်သွားပြီဆိုလို့ရှိရင်စိတ်နဲ့ကိုယ်နဲ့ကပ်ဖို့တည်းမကပ်ဖို့ကပိုများတယ်ပေါ့အဲ့တော့ကျွန်တော်တို့မှဟိုဟိုစိတ်ကလွင့်သွားရင်လုံတက်တဲ့အကျင့်လေးတွေရှိတတ်တယ်အဲ့ဒါကကြတော့ social media ပေါ်ကိုရောက်သွားတယ်ပေါ့နော်အဲ့တော့တစ်ခါတစ်ခါမှထိရမယ်မှန်းသိတယ်ဒါပေမဲ့လက်ကအလိုလိုရောက်သွားတယ်အဲတတိမထားမိပဲနဲ့ကြည့်မိတယ်ပေါ့ကြည့်မိတော့ဒါကိုကျွန်တော်တို့ကဒီလိုအခြေအနေမှာပို့ပြီးတော့ ကြီးတက်လာတယ်။နောက်ပြော်ကိုကအခုချိန်မှာကျွန်တော်လူသားမြန်မာလူမျိုးတွေဖြစ်တယ်။မြန်မာလူမျိုးတွေဆိုတာလူတစ်ဖက်သားကိုကူညီပေးတတ်တယ်။လူတစ်ဖက်သားကိုစာနာတတ်တယ်။အဲ့တော့ ဒီလိုမျိုးသတင်းတွေတက်တိုင်းမှာစာနာပြီးတော့လုတ်ပေးခြင်းနဲ့ကင်ပေးခြင်းနဲ့အဲ့ဒါနဲ့စကြည့်ရယ်ပေါ့နော်ကြည့်ပြီးတော့အဲ့ဒါကနေပြီးတော့အတော်မတတ်နိုင်တော့ဘူးပေါ့အဲ့ဒီအချိန်မှာကျွန်တော်ကုနာကကျွန်တော်တို့ပြောနေတယ်လीနော်ဟိုကောင်းတာရောဆိုးတာရောကုစီကိုဝင်လာတယ်အဲ့တော့ဝင်လာတဲ့အခါမှာကိုကစိတ်နဲ့ကိုနဲ့ကက်ရမယ်ဆိုရဲဟာလွတ်သွားပြီးတော့မကောင်းတာဘက်ကိုပဲရောက်သွားတတ်တယ်ပေါ့နော်ဟိုအဲ့တော့ဆိုရှယ်မီဒီယာရဲ့သဘောဆိုတာကလည်းလူကြည့်များတဲ့ဟာ အာပြီးလို့ရှိရင်ဟိုကိုအကြည့်များတတ်တဲ့ဟာကိုပို့ပို့ပြီးတော့တင်ပေးတတ်တယ်အဲ့တော့အော်ဒါကိုဟိုကြည်မှန်းမသိကြည်ရင်းနဲ့ဟိုကိုရဲ့လုံရမယ့်အလုပ်တွေကိုလည်းမလုပ်နိုင်ပဲဖြစ်လာတယ်ပြီးလို့ရှိရင်အေးပြတ်လာတယ်ပေါ့အခုအချိန်မှာကျတော့ဒီလို အဖြစ်အပျက်တွေကြောင့်လည်းအေးပြတ်နိုင်တယ်လို့ကျွန်တော်တို့မှာမီးပြတ်တယ်ရေပြတ်တယ်အဲအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဒီရှေ့ကဖြစ်ခဲ့တဲ့ဆုံးရှုံးမှုတွေလည်းရှိတဲ့လူတွေရှိမှာပဲအဲ့ဓာတွေကြောင့်မို့လို့လေကိုရီမှာစိတ်နဲ့ကိုယ်နဲ့မကတ်နိုင်မဲနဲ့ဒီစိတ်ပိုင်းဆိုင်ရာမှာဟိုလွန်မင်းဆိုးရိမ်ပူပန်မှုတွေရှိနေနိုင်တယ်ဝမ်းနည်းမှုတွေရှိနေနိုင်တယ်အဲ့တော့ဒီလိုသတင်းတွေကြောင့်မှာပို့ပြီးတော့ကျွန်တော်တို့ရဲ့အုံနှုတ်ကကောင်းတာထက် မကောင်းတာကို ထုတ်လွှင့်ပေးတယ်ပို့ပြီးတော့ထုတ်ထုတ်လွှတ်ပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီနေရာမှာ social media ကို limit လုပ်စေချင်တယ်ဆိုတာက social media ကကောင်းပါတယ်သတင်းအချက်အလက်တွေမြန်တယ်ဒါပေမဲ့လည်းအလွန်အမင်းမဖြစ်ဖို့လိုတယ်အဲ့တော့ကိုကိုပါကို limit လုပ်ပြီးတော့ပေါ့နော်အရင်တုန်းကလိုပဲပြန်ပြီးတော့ rhythm လေးတွေကိုပြန်လုပ်စေချင်တယ်အဲ့တော့ကိုလှူနိုင်တဲ့တန်းနိုင်တဲ့အရာလေးတွေကိုလုပ်ပေးပါပါ အဲ့ဒါပြီးတော့ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုလည်းစကားပြောတဲ့အခါမှာအာဒီကိစ္စကိုမပြောနိုင်ဟိုမပြောဘဲမနေနိုင်ဘူးဆိုအရင်ပြောပါဒါပေမဲ့လည်းကျန်တဲ့ကို့မှာဟိုပြောနေကြစကားလေးတွေရှိပါလိမ့်မယ်เออกูกูสึกกูเปียวเปียวสีနိုင်เนี่ยกูสึกกูเปลี่ยนပြီးတော့ငြိမ်သက်သွားနိုင်တဲ့စကားလေးတွေကို ပြောဖို့ကို တောင်းဆိုပေးပါနောက်ပြီးတော့ကျွန်တော်ခုနကပြောသလိုပဲတူတူကိုကိုပဲကျွန်တော်တို့ကစကားတစ်ခုစလိုက်ပြီဆိုလို့ရှိရင်ဟာအဆင်မပြေဘူးဆိုရဲတာစနိုင်တယ်ရေပြတ်နေတယ်ရေဝဲသုံးနေရတယ်မိပြတ်နေတယ်အဲအဲ့ဒါတွေသုံးရတယ်ပြီးတော့လေတည်ရမလားဟိုမှာလူတွေကိုကယ်ထုတ်လို့မရတော့ဘူးဟိုအနံ့နေထွက်နေပြီတချို့နေရာတွေမှာဒီဒီလိုမျိုးနဲ့စတယ်အဲအဲ့ဒီအချိန်မှာကိုဘက်ကနေပြီးတော့ပြန်ပြီးတော့စဉ်းစားပေးပါစဉ်းစားပေးပါကဲထုတ်နိုင်တဲ့အနေအထားတွေလည်းရှိတယ်။နောက်ပြီးတော့ဟိုရေတွေ ဝီပေးနေတဲ့လူတွေရှိတယ်။နောက်ဘလို့ရှိရင်အစားအသောက်တွေလာပြီးတော့ကူညီပေးနေတဲ့လူတွေရှိတယ်။စေဝါထောက်ပံ့ပေးတဲ့နေရာတွေရှိတယ်။ဒါလေးတွေကိုသူမပြောနိုင်ရင်တော့မှကိုကအစားထိုးပြောပေးစေချင်တယ်စဉ်းစားပေးနိုင်စေချင်တယ်အဲ့လို့ဆိုရင်ကို့အတွက်ကောသူ့အတွက်ကောတည်င်းက ตายาวားတယ်ပေါ့တုံ့မို့ဆိုလို့ရှိရင်ဒီတည်င်းနေနဲ့ပဲလုံချလဲလိုက်ပြီးတော့ကျွန်တော်တို့ဒီ vicious circle လို့ခေါ်တာပေါ့เนาะဒီဟိုအပြုတ်သဘောမဆောင်တဲ့အတွေးတွေမုံလုံးဆက်ကူကက်ဆိုတဲ့ပုံစံမျိုးကနေပြီးတော့ယုံထွက်နိုင်မှုဟာ ဒီဒီလိုမျိုးဟာလေးတွေကိုကျွန်တော်တို့ပြောင်းပြီးတော့ပြောပြဖို့လိုတယ်ကြည်ပေးဖို့လိုပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာဟုတ်ဒါတော့ဒီ social media ကိုပေါ့နော်အော်တအားကြည်ပြီးတော့ဒီစိတ်ခံစားမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆရာပြောသွားတာပါဟိုနောက်တစ်ခုကကျတော့ပေါ့နော်ဒါကိုကိုတိုင်းလည်းအပါဝင်ပါပဲရှင်ဟိုတကယ်ကိုကြုံတွေ့ခံစားရတဲ့သူတွေကတော့ဆုံးရှုံးပြီးသွားပြီပေါ့နော်အဲ့တော့ဒါကိုရီအနေနဲ့ဆိုရင်ဒါကိုတိုင်းကတော့ဘာမှလုပ်မပေးနိုင်ဘူးဆိုပြီးတော့အားမလို့အားမရဖြစ်တဲ့စိတ်ခံစားမှုစိတ်မကောင်းဖြစ်တဲ့သူတွေလည်းရှိပါရဲ့ရှင်ဒီလိုခံစားချက်တွေဖြစ်တဲ့သူတွေအတွက်ဆိုရင်ဟောဆရာဘယ်လိုမျိုးများအကြံများပေးချင်လဲရှင် โอเคပါအဲ့တော့ဟို survival kit လို့ကျွန်တော်ကမြင်ပါတယ်အဲအဲဘာဖြစ်လို့လဲဆိုတော့ကိုကရှင်တန်ပြီးတော့ကြံခဲ့တဲ့လူပေါ့နော်အဲ့တော့ဟိုကိုအနေနဲ့ကလည်းအခုအချိန်မှာအခက်အခဲမျိုးစုံနဲ့ limitation များစွာနဲ့အဲကိုကိုရိုင်းက သွားပြီးတော့မကူပေးလိုက်နိုင်နေရှိမယ်အာငွေကြီးရလည်းမလုပ်ပေးလိုက်နိုင်မျိုးတွေရှိတယ်အဲ့တော့အဲ့လိုမျိုးလုပ်ပေးနိုင်ရင်တောင်မှပဲဟိုဟိုမပျော်နိုင်ဘူးဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေတာကဒါပုံမှန်ပါပဲဘာလို့လဲဆိုတော့ကျွန်တော်ကကုနာကပြောသွားတဲ့ဟာလေးကကျွန်တော်တို့ကြားရောက်နေတဲ့ဖီစီမှုပါပုံမှန်ဖီစီမှုမဟုတ်ဘူးပေါ့နော်အလွန်ကြီးမားတဲ့ဖီစီမှုကိုကျွန်တော်တို့ဖြတ်ကျော်နေရတာအဲ့တော့ကျွန်တော်တို့မှာဆုံရှုံမှုရှိတယ်ဆုံရှုံမှုတိုင်းမှာကျွန်တော်တို့မှာ အဆင့်၅ခုကိုဖျက်ရတယ်ကိုမိသားစုပါသွားမှာမဟုတ်ဘူးဒါကဆုံရှုံတာပဲဆုံရှုံတဲ့အခါမှာဘာတွေခံစားရလဲဆိုတော့ကျွန်တော်တို့ဟိုဟိုဟို ဟိုဘာကြောင့်ငါတို့မှာမှာဖြစ်ရတာလဲဘာကြောင့်ငါတို့နိုင်ငံမှာမှာဖြစ်ရတာလဲဆိုရဲစိတ်ခံစားမှုတွေရှိတယ်ပြီးတော့လက်မခံဘူးပေါ့ဒါဟုတ်ကျွန်တော်တို့ညင်းဆိုရဲအဲ့ဒီလိုမျိုး stage တွေကိုဖြတ်ရတယ်ဆုံးရှုံးမှုကြောင့်ပေါ့နော်ပူဆွေးတော့ကရောက်မှုတွေဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့မှာဟိုစိတ်တက်ကြရဲဆိုရဲဘက်ကိုရောက်တယ်ဒါကျွန်တော်တို့အားလုံးဟိုဆုံးရှုံးတဲ့လူတိုင်းမှာ အာဖြစ်ပေါ်တဲ့ဟာပေါ့နော်နောက်ပြလို့ရှိရင်အဲ့ဒါပြီးတော့မှနောက် acceptance level ကိုရောက်တယ်လက်ခံရတယ်ပေါ့နော်ဒီအခြေအနေကိုလက်ခံရတယ်ပြီးတော့မှကျွန်တော်တို့မှ resilience ကိုခေါ်တယ်အဲကျွန်တော်တို့ဟိုဟိုကျန်းမာတယ်ဆိုတဲ့ဘက်ကိုဟိုသွားတယ်ပေါ့ဒါကဟိုဟိုဟိုခုမှရုပ်ပိုင်းဆိုင်ရာပဲဖြစ်စေအဲပြီးကိုချစ်ရတဲ့လူပဲဖြစ်စေဒါမှမဟုတ်ဘူးဆိုလို့ရှိရင်အရာဝတ္ထုတစ်ခုခု ဆုံးရှုံးသွားတာ ပဲဖြစ်စေဒီဆုံးရှုံးမှုတိုင်းမှာလူတိုင်းကြုံတွေ့ရတဲ့အရာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကကပြောသွားတဲ့အထက်မှာကျွန်တော်တို့ကဒီအဖြစ်အပျက်ကအခုမှစခဲ့တာမဟုတ်ဘူးပေါ့နော်ဒီကပ်ဘေးတွေဆိုတာကကျွန်တော်တို့ဟို2000 ရှစ်လောက်မှာအလုံးမှတ်မိမယ်ထင်တယ်နော်ไซคลอน Nagis ဒါမျိုးလေးတွေကျွန်တော်တို့ရင်ဆိုင်ခဲ့ရတယ်အော်ကျွန်တော်တို့နိုင်ငံမှာနှစ်တောင်းနှစ်နှစ်တိုင်းနှစ်တိုင်းမှာရေပီးတွေရှိတယ်အဲအဲ့တော့ကိုကမခံစားရပြီနဲ့ဒီသတင်းလေးတွေကစုနေတတ်ကြတယ်အဲ့တော့ဒီဆုံးရှုံးမှုတွေကိုမြင်နေရတယ်ဒီအဖြစ်ပျက်တွေကို ကြည်နေရတာတွေကအာဖြစ်မှန်းမဖြစ်ဖြစ်မှန်းမသိပဲနဲ့အဲဒံယာလေးတွေစုလာတတ်ကြတယ်အဲ့တော့ဒီလိုကြီးကြီးမားမား ကြုံလာရပြီဆိုရင်တော့ဒီလိုမျိုးတွေရင်ဆိုင်ရပြီးတော့ဒါလေးတွေကိုသိနေဖို့လိုရဲပေါ့เนาะအဲ့တော့ကျွန်တော်ကပြောသွားသလိုပဲအာစိတ်ဓာန်ရာဘက်ကိုမရောက်မရောက်ခင်မှာဒါလေးတွေကိုကုစားဖို့လိုရဲဒါလေးတွေကိုပြန်ကြည့်ဖို့လိုပါတယ်ခင်ဗျာဟုတ်ကဲ့ဗျာเนาะနောက်တစ်ခုကကျွန်တော်တို့ဒီဟိုပါဟိုဘယ်လိုပြောညာ short cut လို့ပဲခေါ်အောင်ပေါ့เนาะအခုလောလောဆယ်ကပြောလိုက်တယ်ခေါင်းတွေတော့ဝင်သွားပြီပေါ့เนาะဒါမျိုးဓာမျိုးတွေလောက်ပါမယ်သိပါခဏတော့စိတ်ကအေးပါမယ်ပေါ့เนาะဒါပေမဲ့အာဒါက ကျွန်တော် long term အတွက်ကြတော့ပြန်တော့ပြန်ဖြစ်မှာပေါ့လေတော့ညအခုအစဉ်ပြေမယ်ညဆိုပြန်တွေးမှာ social media ကြည့်ပြန်ဖြစ်ပြန်တွေးမိတဲ့အခါမှာအဲ့လိုခဏခဏဟိုစိတ်စိတ်ခံစားမှုပြန်ပြီးတော့ပြင်းထန်လာတဲ့အခါမှာကြောက်လေကိုယ်စိတ်ကိုပြန်ပြီးတော့ဒီ shortcut လေးနဲ့ပေါ့နော်ဘယ်လိုမျိုးဟိုပြန်ဖြီးသင့်လဲအဲ့ဒါလေးနည်းနည်းတော့ပြောပြပေးပါလားဟုတ်ဟုတ်ကဲ့ပါအခုအချိန်မှာခုနမက်နေပြောသားလို့ပေါ့နော်ဟိုဘာကြောင့်ကိုကိုကိုဟိုဟို အပြစ်တင်နေရတာလေပေါ့ဒါအပြစ်တင်တာလို့ကျွန်တော်မြင်တယ်ဒါဒါလေးကကုကုကိုနှင်းဆဲတာလို့ကျွန်တော်မြင်တယ်ပေါ့နော်ဟောကုကုကိုငါပျော်ရွှင်မှုနဲ့မထိုက်တန်ဘူးလို့ကုကုတည်းရပဲပြောနေတာပေါ့နော်ဘာလို့လဲဆိုတော့ survivor guilt ဟိုကြံခဲ့တဲ့လူတွေမှာခံစားရတဲ့ခံစားမှုပေါ့နော်အဲ့တော့နီးလိုပဲဖြစ်ဖြစ်ဝေးလိုပဲဖြစ်ဖြစ်ဒီတိုင်းကဒီဟာကလူတိုင်းမှာဖြစ်နိုင်တယ်အဲ့တော့ဒီလိုခံစားရတဲ့အခါမှာကိုကိုကိုဂယုနာထားဖို့လိုတယ် ျွန်တော်တို့ကဒါ empathy ရလာတဲ့ဟိုသူများအပေါ်မှာကျင်နာမှုကလာတဲ့အဲခံစားချက်ပေါ့သူများကိုကျင်နာတော့ကိုကိုကျင်နာဖို့မိလာတယ်အဲ့တော့သူများကိုကျင်နာတယ်လို့ကိုကိုကိုလည်းကျင်နာပါလို့ကျွန်တော်ကပြောချင်တယ်အဲ့တော့သူများကိုဟိုစောင့်ရှောက်ချင်တယ်လို့ကိုကိုကိုလည်းစောင့်ရှောက်ပါလို့ကျွန်တော်ကတော့ဒီနေရာလေးကပြောချင်တယ်ဒီစိတ်ကလေးကအခုအချိန်မှာအရင်အရေးကြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဟိုခုနကပြောသွားသလိုပဲ2008တုန်းကကျွန်တော်တို့ တော်တော်ကြီးကြီးမားမားစိုက်ကလုန်းနာဂစ်ဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်တို့ရှစ်ဆက်သွားရတယ်ဘလို့အခက်အခဲတွေပဲဖြစ်ဖြစ်ကြံခဲ့တဲ့လူတွေမှာရှစ်ဆက်သွားဖို့တာဝန်ရှိတယ်ရှစ်ဆက်သွားဖို့လှုပ်ဆောင်ရမယ်အဲ့တော့ကိုကကုတာဝန်ကိုယူပြီးတော့ရှစ်ဆက်သွားတာဟာဟိုဟိုရတာဂက်သွားတဲ့လူတွေကိုလည်းကျွန်တော်တို့ကဟိုကျွန်တော်တို့ကောင်းကောင်းတာလေးကို လုပ်နေပါတယ်ဆိုတာကိုဟိုဟိုပြရလဲကြရဲပေါ့နော်ဒါကိုရဲ့ အတ္တလည်းဖြစ်တယ်ပေါ့ကိုကိုကိုရိုင်းကဟိုကြံနေခဲ့တဲ့လူကစက်တီထောင်ရမယ်ဆိုတော့ဒါတမိုင်းဘေးတာဝန်လေးတစ်ခုဖြစ်တယ်လို့ကျွန်တော်ကတော့မြင်တယ်အဲ့ဒါလေးတစ်ခုပေါ့နော်နောက်တစ်ခုကတော့ဒီအချိန်မှာကိုကိုကိုဂယုနာထားဖို့အရန်လိုအပ်တယ်လို့မြင်တယ်အဲ့တော့အကယ်၍များတကယ်လို့ကိုကိုကိုအစိုးရမြင်လာတယ်အဲကိုကိုကိုလည်းတနာညတာဖို့မိလာတယ်ဆိုလို့ရှိရင်ဒါလေးကိုသတိရပါပြီ ကိုကိုကိုတနာညာတာဖို့လိုအပ်ပါတယ်ငါဟာပျော်ရွှင်ဖို့ထိတ်တက်ပါတယ်ဆိုရက်ဟာလေးကိုခေါင်းထဲမှာထည့်ပြီးစေချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟုတ်ဆရာအဲ့တော့ဒါဒီနေ့မှာပေါ့နော်ငယ်နေနဲ့ပတ်သက်တဲ့ဒါနောက်ဆက်တွဲစိတ်ချမ်းမာရေးနဲ့အကြောင်းအရာလေးကိုပြည့်ပြည့်စုံလေးဒါဆွေးနွေးပြီးရပြပြပေးရကျေးဇူးများကြီးတင်ပါရှင့်အဲ့တော့ဒါအဆုံးသက်နေနဲ့ပေါ့နော်ဒီအခြေအနေကိုအကောင်းဆုံးကြုံဖြတ်နိုင်ဖို့အတွက်ဆရာဘက်ကရောဖြည့်ဆွက်အဲပြောချင်တာများရှိရင်လည်းပြောကြပြပါအောင်ရှင့် ဟုတ်ကဲ့ပါအခုအချိန်မှာကျွန်တော်တို့အားလုံးမှာစိတ်ထဲမှာမလုံခြုံဘူးဆိုရယ်ခံစားချက်တွေခံစားနေနိုင်တယ်ဘယ်အရာကမဆိုပေါ့နော်ဘာလို့လဲဆိုတော့ဒီအဖြစ်အပျက်ကငလျင်ဆိုရယ်အဖြစ်အပျက်ကလက်တက်ဖြောက်အတွင်းမှာစက္ကန့်ပိုင်းအတွင်းမှာကျွန်တော်တို့ပြောင်းလဲသွားတာ哦နော်ဘဝကြီးကပြောင်းလဲသွားတဲ့အခါမှာကျွန်တော်တို့မှာ insecurity လို့ခေါ်တဲ့လုံခြုံမှုမရတော့ဘူးဆိုရယ် အဲဟာကိုခံစားရနိုင်တယ်လူတိုင်းမှာအဲ့ဒီခံစားချက်ဖြစ်တယ်ဒါလေးကိုပုံမှန်ပါပဲဆိုတာကိုဟိုတတိထားပေးပါအဲ့တော့ဟိုဒီလိုမျိုးခံစားချက်ဖြစ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘဝမှာငါဘာမှမလုံးနိုင်ဘူးဆိုတဲ့စိတ်ဖြစ်နိုင်တယ်အဲ့တော့လုံနိုင်တာလေးကိုတတိယစီခြင်းတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကိုကုကုကျမ်းမအောင်လုပ်ဖို့အတွက်အခွင့်အရေးရနေသေးတယ်ရှိနေသေးတယ်အဲ့တော့စိတ်ပိုင်းဆိုင်ရာကိုဒီထက်ကောင်းအောင်ကျွန်တော်တို့ လုပ်လို့ရတယ်ကုသလို့ရတယ်အဲ့လိုမျိုးနေရာတွေလည်းရှိနေတယ်အဲ့တော့ဒီလိုမျိုးကိုလုံးနိုင်တဲ့ဟာလေးကိုလှုပ်တာကကျွန်တော်တို့မှာလုံခြုံမှုဆိုတဲ့ခံစားချက်လေးကိုပြန်ပြီးတော့ခံစားရနိုင်ပါတယ်အဲ့တော့ဒီဟာလေးကိုကျွန်တော်ကတော့အော်ပြောင်းလဲတွေးပေးစေချင်တယ်ပေါ့နော်အဲ့တော့ဟုတ်တယ်ငလျင်ကတော့ငါတို့ဘာမှမလုပ်နိုင်ဘူးမတတ်နိုင်ဘူးဒါပေမဲ့ငါတို့တတ်နိုင်တာငါတို့ကငါတို့ကျမ်းမအောင်နေခွင့်ရှိရဆိုရဲဟာလေး ਨੇ အစားထိုးပြီးတော့ပြန်ပြောင်းစဉ်းစားပြီးတော့ရှေ့ဆက်ပြီးဖို့ကျွန်တော်ကတော့တိုက်တွန်းရှင်ပါတယ်ခင်ဗျ โอเคครับเนาะเออกวามินเตยဒီနေ့စီစဉ်มาลาရောက်ပြီးတော့ဗောနော်ဒီကနေ့เนี่ยပတ်သက်ပြီးတော့နောက်ဆက်တွဲဖြစ်လာနိုင်တဲ့စီချမ်းမာရီအကြောင်းလေးပြည့်စုံလေးမန်လီ FM နဲ့တင်းမီဒီပြည်သက်တီကိုဆွေးနွေးပေးခဲ့ရကျေးဇူးအများကြီးနေရှိပါတယ်ခုเนาะဟုတ်ကဲ့ပါကျွန်တော်ကလည်းအခုလိုပြောကြားခွင့်ရတဲ့တဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကိုဒီနေ့ရပဲနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ Manly FM Team Radio Two Stations One Voice Two Stations One Voice